မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာကဒီနေ့မှာတော့2025ခုနှစ်မေလဂျာစာပရိသတ်သမီးမိတ်ဆွေတွေအတွက်တလားစာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်တဲ့အတွက်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေပါရင်ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှန်းပြကြပါအောင်ခင်ဗျာဒီ2025ခုနှစ်မေလတလားတာအတော်တွင်းမှာဂျာစာပရိသတ်သမီးမိတ်ဆွေများအထူးသဖြင့်ဘာကိုဖြစ်ဖြစ်အစမှာတော့နည်းနည်းလေး မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလုပ်ငန်းကိစ္စဘလို့ကိစ္စအဝဝကိုမစိုးအစမှာအအတွေးလွန်နေတာမျိုးဗျာများနေတာမျိုးနေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့ဇာစာပိသားသမီးတွေဟာအဒီရဆရာတို့မေလဆိုလို့ရှိရင် မေလ6ရက်နေ့ထီလောက်ကိုကြော်မတာလုပ်ငန်းကိစ္စအလုပ်ကိစ္စမွန်းကျက်မှုကိစ္စတွေပြောင်းမဲ့ကာလဖြစ်တယ် ဒါကြောင့်မိတ်ဆွေကြသာပရိသတ်သမီးတွေကဒီရက်လရဲ့အစဖြစ်တဲ့ပထမဆုံး၅ရက်တပတ်မှာပထမတစ်ပတ်မှာကံရဲ့အားနည်းမှုတွေရရှိတတ်တယ်။အတွေ့လွန်နာမျိုးတုံဆိုင်နာမျိုးတွေဖြစ်ရတဲ့ကျမ်းမာရင်းနဲ့ပတ်သက်ရင်လည်းရှူရှာတာမျိုးလေးတွေအနှဲငယ်လေးစိတ်တိုင်းမကြအားမရတာမျိုးစိတ်တွေမပြောချွင်နေတာမျိုးတွေလက်ရှိမှာမိမိစိတ်မှာဘာဖြစ်လို့ဖြစ်မှန်းမသိခလေးငယ်တွေခမဲလို့နေတယ်လို့လူတတ်တဲ့အတွက်ကျသာပရိသတ်သမီးမိတ်ဆွေတွေဟာဒီရက်ဇေရို2025 ၅လပိုင်းအတွင်းမှာတော့ကံရဲ့အခြေအနေဟာနည်းနည်းလေးဟိုစိတ်မောဟိုမျက်စိနဲ့မြင်တာအောင်ပြောရစိတ်မောလူမောတာလည်းမဟုတ်ဘူးစိတ်ပင်မှန်လူပင်မှန်ဖြစ်နေရတာမျိုးအဲစိတ်ချုပ်စရာတွေဘာကြောင့်ချုပ်စရာမှလည်းသိချာမရှိဒီလိုမျိုးတွေဖြစ်နေတတ်တဲ့အတွက်အတွေးလွန်ပြများနေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြသာဝိသသမီးတွေခရီးသွားခြင်းခရီးထွက်ခြင်းဘာသာတရားတစ်ခုခုကိုလှုပ်ဆောင်ပြီးဖို့အတွက်တော့ဆရာကအကြံပေးလိုပါလေကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့အဲ တွားနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေတဖုံးနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေဖြစ်ရတတ်တာမျိုးလေးအထူးသဖြင့်နော်ဟိုအသားရည်နဲ့ပတ်သက်လာတဲ့အခါအသွေးသားနဲ့ပတ်သက်လို့အရေပြားရားနာတာမျိုးလေးတွေဖြစ်ရတတ်တယ် သို့တော့စွစွဝါးဝါတော့ရှိနေတယ်ကာလအတိုင်းတာမဟုတ်ဘူးသို့တော့အလှကျင်လို့တရားထိုက်ဆိုတော့တွားခိုက်တာမျိုးလေးတွေငကောကအည်ပြားနဲ့ပတ်သက်ပြီးအလှကျစ်ဖြစ်တာမျိုးအဆရှိရပေါ့နော်အည်ပြားနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေကိုဂယူဆိုင်စင်ကျင်တင်တော့လာဖြစ်ပါတယ်ခင်ဗျာအဲနောက်တစ်ချက်အနေနဲ့မိတ်ဆွေတို့အနေနဲ့ကိုနဲ့မသိတဲ့ဟိုဓာတ်ဓာတ်ပစ္စည်းတွေပေါင်းဆက်ထားတဲ့ဟိုဘာလဲသူတို့ချွေးခေါ်တဲ့အသားဖြူဆေးတို့နော်အဲဘာဆေးတို့ကော်လာဂျင်တို့လားဘာဆိုလားအဲ့လိုမျိုးလေးတွေကိုလည်းဖြစ်နိုင်လို့ရှိရင်အသစ်ဆန်းပြီးတော့ပြောင်းပြီးတော့ပြောင်းလဲပြီးတော့အသုံးချတာမျိုးကြီးအာ နည်းစေတော့လာဖြစ်ပါတယ်။ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့အိမ်တွင်းရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတဲ့အလောင်းစားနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးအပျော်အပါးနဲ့ပတ်သက်ပြီးလူမှုရေးကဏ္ဍလေးတွေကြောင့်အပေါင်းအသင်းမိတ်ဆွေတွေကြောင့်အဲဟိုဆွမ်းနာလို့ပေါ့ကိုကြောင့်မဟုတ်ဘဲနဲ့မဖြစ်မနေအတုံးဆွဲလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင့်ငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာဟို ဝင်တော့ဝင်တယ်ဒါပေမဲ့အလှမမီနေတာမျိုးငွေကဝင်တော့ဝင်တယ်အဲဆိုတော့ဝင်ငွေနဲ့ထွက်ငွေမမျှတာတာမျိုးလေးဒီဂျုံကတက်တဲ့အတွက်တော့ဂျာစာပိသမီးမိတ်ဆွေတွေကငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာဝင်တယ်ပြစရာမရှိ ဖြစ်နေတတ်တော့လာဆိုလိုတာကငွေကြီးနဲ့ပတ်သက်ရင်ဘာကိုလှုပ်လို့နှစ်ခါပြန်လှုပ်ရတော့နှစ်ကြိမ်ဆက်လှုပ်ရတော့ခုခုစိတ်တိုင်းကြတော့လာ ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငွေကြီးနဲ့ပတ်သက်ရင်တတိထားဆင်နေရမယ့်အထူးတစ်ချက်ရှိရဲ့အဲ့ဒါဘာလဲဆိုကိုယ့်ရဲ့ပိုင်ဆိုင်မှုတို့ကိုယ်မှာရှိသမျှတို့ကိုယ်မှာဘလောက်ရှိရှိငွေလူမြင်တဲ့ငွေဟာမမြဲသောကာလဖြစ်တဲ့အတွက်ချွေချံချွေတာပြီးတော့ရောင်ရဲစွာစုနိုင်မှသာငွေဟာအဖက်တင်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်သိကြပါတယ်ဟိုလုံးချပါကြမလိုက်စီခြင်းတော့ဆရာငင်နာလာအပ်တာလည်းရပါတယ်ခင်ဗျာเนาะဆိုတော့ကောင်းပြီငွေကြီးကံနဲ့ပတ်သက်လာတဲ့ကမိတ်ဆွေတို့အနေနဲ့ကိုငွေကြီးဟာအလင်းမမီတာမျိုး မျိုးတွေငွေမမြဲတာမျိုးတွေကြုံရတက်တဲ့အတွက်တော့ဒါလေးတွေဝီယူဆိုင်ပါအထူးသဖြင့်ဆက်ပစ္စည်းကိစ္စရင်ကိစ္စလေးတွေကြောင့်ဝီကုန်ကြီးကြများရတာမျိုးခရီးသွားကိစ္စလေးတွေကြောင့်ကိုဘာခီးမသွားရင်တော့မိသားစုအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ကိုကြောင့်မဟုတ်ပဲနဲ့မိသားစုအပေါင်းအသင်းမိတ်ဆွေအစားရှိတဲ့အရာမျိုးလေးနဲ့အိပ်ပေါက်နဲ့ဖားကောက်တယ်လို့အပေါက်တရာအဖာတောင်းဝင်တာကအပေါက်လောက်ဖွက်တာကအပေါက်တရာလောက်ဖြစ်နေတတ်တဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးကန်နဲ့ပတ်သက်လာရင်တတိပြုစင်ရမယ်ကာလဖြစ်ပြီးတော့မိတ်ဆွေတို့နဲ့ငွေကန်ဟာ တေးကြတဲ့မိတ်ဆွေတို့နဲ့ငွေကဟာဝင်တော့ဝင်တယ်ဒါပေမဲ့အလင်မီအောင်အကျွေးမတင်အောင်ဖတ်မတင်အောင်အလကာမီအောင်တေးချာကိုလှုပ်ဆောင်နေရတက်တော့လာဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုသတိပြုဆင်ခြင်ရန်လိုအပ်တော့လာဖြစ်ပါတယ်ဒါပြင်မိတ်ဆွေဂျာစာပိသသမီးတွေကဒီရဲ့အလုတ်ကိုင်းနဲ့ပတ်သက်လာတဲ့အခါအလုတ်ရှာနေသူတွေအလုတ်တက်ရရှိစေနိုင်တဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေများရှေ့တူဆောင်ရလှုပ်ဆောင်ပါ ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရင်စဉ်းစားတွေးခေါ်ထားတဲ့မိတ်ဆွေများရဲရဲကြီးစတင်မှာဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စာချုပ်စာတမ်းကိစ္စတွေအကျိုးပေးပါတယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်တာတွေအကျိုးပေးပါတယ်ဒါပေမဲ့ပထမဆုံးတပတ်ကျော်မှအကျိုးပေးမှာဖြစ်တယ်ထို့အပြင်စားတောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတဲ့ဆန်စီစေစာဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်အိုးအိမ်ရှမ်းမီမီယာနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်ရွှေဝင်နာမျိုး ်ချွေဝဲရတာမျိုးတွေကြုံရတတ်တယ်။မြေယာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ဝင်လာတာမျိုးတွေရရှိတတ်တယ်။အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်ပြီးတဲ့အခါမြေကိစ္စအမွေကိစ္စတွေပြောဆိုတဲ့အခါမှာတော့မှကိုယ့်ကိုအထောက်အကူဖြစ်စေမယ့်အကူအညီပေးနိုင်တဲ့သူတွေပေါ်လာတတ်တယ်။အထက်အလိတ်လုပ်ငန်းတွေအကျိုးပေးပါတယ်။ ठी ठी ဖနက် social media နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။အရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအနုပညာဆိုင်ရာလုပ်ငန်းတွေဒီမှာအကျိုးပေးပါတယ်။ ဘာသာတရားများများလို့ရင်များများဝင်မဲ့နှစ်အလူတန်းလောက်ရတာမျိုးဘာသာရေးဆိုင်ရာကိစ္စလေးတွေကိုဥဆောင်လောက်ရတာမျိုးလေးတွေကြောင့်ကံကညံ့နေရင်တော့တက်လာမဲ့ကာလဖြစ်တော့လဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တာမျိုးငကူကနားလည်မှုလွဲနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်နားလည်မှုရရှိအောင်စွမ်းဆောင်တင်တော့ကာလဖြစ်တယ်။တို့ရတွင်ပဋိဌာဆင်နေရမှာမိမိတို့အနေနဲ့ပြီးခဲ့ပြီးတော့လူမှုရေးကိစ္စဖြစ်ခဲ့ပြီးတော့လူမှုရေးကိစ္စလေးတွေကိုယ့်ရဲ့ မနာလိုအနမိတ် အကောလဟာလာတပုတ်လီလွင်ပြောခံရတတာမျိုးမိမိရဲ့အတိတ်ကအရာကြီးကိုထူးဆွပြီးတော့နှိုးဆွပြီးပေါ်လာတတ်တဲ့ကာလဖြစ်တဲ့အတွက်ပြဿနာကိစ္စတစ်ခုခုကိုပေါ်လာတဲ့အခါမှာစဉ်းစားစဉ်းစိမ်မနေပဲနဲ့ချက်ချင်းလငယ်ဖြည့်ရှင်းလိုက်ပါဒါကမှသာမိတ်ဆွေတို့အနေနဲ့အချိန်ကြာလေးပြဿနာကြီးလေဖြစ်လာတတ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာမထားဘဲနဲ့ဖြည့်ရှင်းတင်တော့လဖြစ်ပါတယ်ခင်ဗျထို့ပြင် ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခြေတို့ဆောင်ရွက်လုပ်ဆောင်မှာ ထို့ပြင်မိမိတို့အနေနဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ယာဓုလုပ်ငန်းခိုင်ခန်းနဲ့ပတ်သက်ပြီးတော့အဲယာဓုတုံးနဲ့ပတ်သက်ပြီးတော့ပြောဆိုတဲ့အခါမှာလည်းအကူအညီထောက်ကူကိုရရှိတတ်တယ်ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဲမိတ်ဆွေတို့အနေနဲ့သတိထားဆင်ကျင်သတိပြုရမှာတော့အဲမိတ်ဆွေအပေါင်းအသင်းဟောင်းအနေနဲ့ပတ်သက်လို့သတိထားဆင်ကျင်မှာအလောင်းကစားနဲ့ပတ်သက်လို့အပျော်ပါးနဲ့ပတ်သက်လို့သတိထားဆင်ကျင်ပေးရမယ့်ကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လို့ညံ့ပါတယ် ပညာရေးနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေသင်ယူတာမျိုးတွေအပြောင်းရွှေ့လေးတွေသင်ယူတာလေးတွေမှာတော့အားနည်းစေတော့လာဖြစ်ပါတယ်ထို့အပြင်ပညာရေးဆိုင်ရာကိစ္စတွေဘာသာစကားသင်တန်းနဲ့ပတ်သက်တာလေးတွေအားနည်းစေတော့လာဖြစ်တဲ့အတွက်မိမိအနေနဲ့ပညာရေးဟာစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်တတ်တဲ့အတွက်အားနည်းပါတယ်မိမိတက်မြောက်ပြီးတော့ပညာရက်ကိုသာဘလို့အသုံးချရမလဲဆိုပြီးစဉ်းစားတွေးခေါ်တာအကောင်းဆုံးဖြစ်ပါတယ်စံစီစေစားစပစ်စီနဲ့ပတ်သက်သောလုပ်ငန်းတွေခြံထွက်ကုန်ပစ္စည်းတွေရောင်းဝယ်မှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်လို့စတင်လှုပ်ဆောင်တာမျိုးလေးတွေယာဓုလုပ်ငန်းအလုပ်ရှာနေတဲ့သူတွေမိမိအနေနဲ့လက်ရှိရှိတဲ့နေရာကနေပြီးတော့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်အပြောင်းလဲနဲ့လှုပ်လှုပ်ချာချာလုပ်ရင်ကိုအောင်မြင်မယ်ဆိုတဲ့ကာလဖြစ်တဲ့စကားအများကြီးပြောတဲ့အလုပ်တွေဟာ အမှားအများကြီးပါပြီးတော့ဇေဒနာတွေဝေဒနာပြရတတ်တဲ့အတွက်ဖြစ်နိုင်ရင်စကားအများကြီးမပြောပါနဲ့စကားအများကြီးပြောနေလေအမှားအများကြီးပါပြီးတော့မိမိရဲ့အားနည်းချက်တွေပေါ်တတ်တဲ့အတွက်ဒီလဟာမှင်ကလေးနဲ့မန်ကလေးနဲ့နေရမယ်လာဖြစ်တာဟုတ်တော့ဆရာကသုံးသပ်ပြောဆိုလိုက်ပြရစီခင်ဗျာ အထက်လူကြီးတွေရဲ့အထောက်အကူရရှိတာမျိုးငကိုကတကြိမ်ကမတွေ့ဘူးမမြင်ဘူးဟိုဟလာကိုကမှန်မျောလင့်ထားပဲနဲ့ရွေးမတောက်တာပဲနဲ့ကိုကအကူအညီရရှိတာမျိုးလေးတွေအထက်လူကြီးအကြီးကနေပတ်သက်လို့ကြုံရတတ်တယ်အမွေဆိုင်ရာကိစ္စတွေအမှုဆိုင်ရာကိစ္စတွေမှာပြီးပြတ်အောင်ဆွမ်းဆောင်နိုင်သောခါလာဖြစ်တယ်မိသားစုဝင်တွေထဲမှာအရှုံအောင်ဖြစ်နေတဲ့သူတွေအဝေးတနေရာကိုရောက်နေတဲ့သူတွေအဆက်အသွယ်ပြတ်နေတဲ့သူတွေပြန်လဲအဆက်အသွယ်ရရှိတတ်သောလဖြစ်ပါတယ်ဒီလက္ခဏာတော်တွေမှာတတိထားစင်ရင်ရမယ့်အကြောင်းနေနဲ့ဆိုရင်တော့အဲကျတော့ ဒီလာတာတော့ဒီမှာဆိုအပန်းရောင်မိခိုးရောင်ကိုဖြစ်နိုင်ရင်တတိထားဆင်ခြင်းဝစ်စင်ပေးဖို့လိုအပ်ပါတယ်ညညနေမခေါ်ပါနဲ့ညညနေခေါ်တာမျိုးတွေဟာမိတ်ဆွေတို့ကိုအားနည်းစေတယ်အကယ်၍ခေါ်ခြင်းတော့မှပထမတစ်ပတ်ပြီးတော့မှခေါ်တာပုံမှုကောင်းမှမှာလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်အတွင်းမှာမီးခလုတ်တွေပြတ်နေတာမျိုးမီးသီးနဲ့ပတ်သက်ပြီးပြတ်နေတာမျိုးအပူနဲ့ပတ်သက်ပြီးပြတ်နေတာမျိုးလက်စစ်ပေါင်းဟိုးတွေနဲ့ပတ်သက်ပြီးတော့အပြက်အစတွေတကယ်လို့ကြုံတွေ့လာရတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ တီချာတဲ့တုံဆိုင်တွေ့ဝင်မြင်နေပဲနဲ့ချက်ချင်းလဲလိုက်ပါမိမိရဲ့ကံမြန်တာကိုနမိတ်ပြစီတော့ကာလာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဟာဒီကာလာတာတော့တွေ့မှာဆိုရင်တော့ဘာလို့လို့ကြာစာပရိကြာစာပရိချင်းတွဲလို့တာဟာညံ့တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မြောင်စူးစူးရက်ကိုဖီးသွားခြင်းတွေကိုတတိထားဆင်ကျင်ပေးရမယ်လာဖြစ်ပါတယ်အရေးကြီးသောဆုံးဖြတ်ချက်တွေကိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်စနေသားသမီးအင်္ဂါသားသမီးတွေနဲ့တွဲဖက်လို့ပါကံရဲ့အထောက်အကူကိုရရှိတတ်ပါတယ်အကျိုးပေးစီတော့ အရဟာတော့အရှိတောင်ရက်တောင်ရက်ဖြစ်ပါတယ်စန္တိယရက်ကတော့တောင်ရက်ဖြစ်ပြီးတော့အကျိုးပေးကံကောင်းစီတဲ့ရက်ဟာတော့အရှိတောင်ရက်ဖြစ်ပါတယ်အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်ဇေယံအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲဒီလတာတော်တွေမှာဆိုလို့ရှိရင်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်အနီရောင်အဝါရောင်တွေဝစ်စင်မှာ ရွှေဝင်တတ်ပါတယ်အလှပရေးရာတွေဝင်လာတတ်တယ်မြေယာလုပ်ငန်းနေရာထိုင်ခင်းထိုင်ကတိုင်းနဲ့ပတ်သက်ပြီးဝင်လာတတ်သောလဖြစ်ကြောင်းပြောလိုပါတယ်အကျိုးပေးစီသောအယောင်ဟာအစိမ်းရောင်အဝါရောင်အဖြူရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီသလိုအကျိုးပေးသောကဏ္ဍအဖျားအနေနဲ့၄ကဏ္ဍ၅ကဏ္ဍ၈ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီနိုင်မှာတော့အရေးကြီးသောလုပ်ငန်းဆောင်တာ